အလုံးမဲမင်္ဂလာပါဇိန်းသော channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြပတ်ပေးတော်မယ့်အကြောင်းအရာလေးကတော့ကွန်ပျူတာတွေမှာကျွန်တော်တို့ partition ကိုဘယ်လိုခွဲကြမလဲပြီးတော့ခွဲပြီးသား partition တွေကိုဘယ်လိုပြန်ပေါင်းကြမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဆက်လက်ကြည့်လိုက်ကြရအောင်ဆိုတော့ this pc ထဲဝင်ပါမယ်အဲကျွန်တော်ကတော့ window 11 3နဲ့အဲ c နဲ့ d ဆိုမှနှစ်ပိုင်းခွဲထားပါတော့ အဲကျွန်တော်ပါတီရှင်းခွဲတဲ့အခါမှာတခုတတိထားရမှာကကျွန်တော်တို့ကအဒီကိုခွဲမယ်ဆိုရင်ဒီမှာကအဆုစုပေါင်းတိုတယ်ကက295 GB ရှိရပါတော့ဆိုတော့အဒီမှာတုံးထားပြီးသားလက်ကျန်ကကြတော့54ဒသမ5 GB ပဲရှိတော့ရပါတော့ဆိုတော့ကျွန်တော်တို့ပါတီရှင်းခွဲတဲ့အခါမှာဒီ54ဒသမ5ထက်ကိုကျော်ပြီးမှခွဲလို့မရပါဘူးပေါ့နော်အဲခွဲခွင့်လည်းမပြုထားပါဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုခွဲကြမလဲပေါ့နော် ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ partition ခွဲဖို့ပြင်ပါမယ်ဆိုရင်ကျွန်တော်ဒီ search bar ကနေ ram box ကိုရိုက်ရှာလိုက်ပါမယ်ဆိုတော့ထွက်လာပြီလို့ရှိရင်ဒီကျွန်တော်တို့ရိုက်ထားပြီးတော့ဗောနော် this mgmt.msc ဆိုလေးကိုရိုက်ရိုက်နေပြီးတော့ခေလေးနေလိုက်ပါမယ်ဆိုတော့ဒီလိုလေးထွက်လာမယ်ဗောနော်ဆိုရင်ကျွန်တော်တို့က ျွန်တော်ခွဲမှာကခုနပြောထားတဲ့ D ပေါ့နော်ဒီ D လေးကိုခွဲမယ်ဆိုရင်ကျွန်တော်ဒီမှာ D ဆိုတာလေးလိုက်ရှာမယ်ပြီးရင်ဒါလေးကို right click ထောက်မယ် right click ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ shrimp volume ဆိုတာလေးကိုနည်းလိုက်ပါမယ်ဆိုတော့ကျွန်တော်ကကြတော့အာ 5GB ပေါ့နော်ကျွန်တော် 5GB ခွဲမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က GB 5GB ခွင့်မယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့က megabyte နဲ့ပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ျွန်တော်တစ်ချက် megabyte ဖွဲ့မှာဖြစ်ပါတယ် GB megabyte ဖွဲ့မယ်ဆိုတော့ဒီမှာပြထားတဲ့အတိုင်း 1GB မှာ1024ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်5ဆိုရင်5နဲ့မြောက်လိုက်မယ်ဆိုရင် ရလာတာက9120ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့9120ကိုနှိပ်လိုက်ပါမယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ရှင့်အဒီရှင့်မီဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပေါ့နော် Okay, so uh, chala bi bano, chala bi so yin chuno lo dima and located pin yin bano dago chuno lo regular tau me new simple balloon so liu ni me pin next liu tan ni me pin next liu wet ni me chuno lo dago di assign pin me bano letter divide letter liu i ku chai de hali thai me bano chuno lo s so hali thai me bano pin next ni me pin next pe finish ဆိုလေးနေလိုက်မယ်ဆိုရင်အာကျွန်တော်တို့ဒီမှာ new volume တစ်ခုထပ်လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ရအောင်ဆိုတော့ခုနကကျွန်တော်တို့ဒီမှာမဇလီကြော်တယ်ကျွန်တော်တို့5ကိုပလဲတော့ကျွန်တော်တို့ဒီမှာအာဒီ new volume တစ်ခုထပ်လာရပါတော့ဆိုတော့ဒါကတော့အဲ partition ခွဲရနေပါအဲနောက်တစ်ခုကကျတော့ကျွန်တော်တို့အဲဒီခွဲထားတဲ့ partition ကိုကျွန်တော်တို့ပြန်ပြီးတော့ဘယ်လိုပေါင်းမလဲပေါ့နော်ဆိုတော့တစ်ခုရှိတာကကျွန်တော်တို့ပေါင်းတဲ့အခါမှာကျွန်တော်တို့ ီကိုခွဲထားတဲ့ဟာကနေပဲပြန်ပေါင်းလို့ရပါတယ်ကိုကဒီကနေခွဲဒီဒီ လိုကက်တဒီမှာခွဲထားပြီးတော့ကျွန်တော်တို့ဒီစီသေးကိုတော့ပေါင်းလို့မရပါဘူးပေါ့နော်ကျွန်တော်တို့ဒီကခွဲထားဖြစ်တဲ့အတွက်ကြောင့်မို့ဒီကိုပဲပြန်တော့ပေါင်းမယ်ပြီးတော့ကျွန်တော်တို့တခုတတိထားမှာကကျွန်တော်တို့ပြန်တော့ပေါင်းတဲ့အခါမှာအဲဒီမှာ partition အလွတ်ဘာမှမလုပ်ထားဒီရဲ့ဟာမျိုးဆိုပိုကောင်းနေပေါ့နော်တကယ်လို့ရေးထားတဲ့အာ data တွေထည့်ထားပြီဆိုရင်တနည်းအားမှာ copy ကူးမှာပေါ့နော်ကျွန်တော်တို့ဖယ်ထားပြီးမှအဲပြန်ပေါင်းရပါမယ်ဆိုတော့ကျွန်တော်ပြန်ပေါင်းနေတင်လို့ပါမယ်ဆိုတော့ ပြန်ပေါင်းမယ်ပေါ့နော်ပြန်ပေါင်းမယ်ဆိုရင်ဒါလေးကို right click ထောက်မယ်ကျွန်တော်တို့ပြန်ပေါင်းမှာက s ကို d ထဲမှာပြန်ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဟာ new volume s ကို right click ထောက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ delay volume ဆိုရှိရပါတော့ဒါလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ဒါလေးကို yes ပေါ့နော်အာပြီးတော့လို့ရှိရင်ဒီကဒီအဆင့်တွေဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ ဒီထဲမှာတပ်ပေါက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကို right လေးထောင်းမယ်ပြီးရင်ကျွန်တော် extend volume ဆိုနေမယ်ပေါ့နော်ကျွန်တော်တို့ဒီထဲမှာမပေါင်းချင်ဘူးစီမှာ right လေးထောင်းကျွန်တော်တို့ extend volume ပုံမှာမဟုတ်ဘူးဘာဖြစ်လဲဆိုဒီဒီ 5k ဆိုတာကကျွန်တော်တို့ဒီကနေခွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာပဲပြင်ပြီးတော့ extend လုပ်လို့ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော် extend volume ကိုပြင်နေမယ်ပြီးရင် next ကိုဆက်နေမယ်ပြီးရင် next ပဲပြီး finish ဆိုတာဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင် sorry ကျွန်တော်ပြန်ပြီးတော့ပြန်ကြည့်လိုက်လို့ရှိရင်ဒီခါတိုင်း54ဒသမ၄ပြန်ဖြစ်သွားပြီပေါ့နော်ဟုတ်အခုပြပြပြီးတော့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ partition ကိုဘယ်လိုခွဲရမလဲဘယ်လိုပေါင်းရမလဲဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပြီးတော့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ